မြန်မာလေယာဉ်ဖွံ့ဖြိုးရေးဘဏ်မှစိုက်ပျိုးရေးနဲ့ကြေလက်ဒေတာဖွံ့ဖြိုးရေးနှံစင်ချင်းဝေကနေလေယာဉ်အုံဆက်ကရိယာမျိုးမျိုးကိုဝယ်ယူနိုင်ဖို့တောင်သူတအုပ်ကိုအများဆုံးငွေကျပ်သိန်း1200ထိထုတ်ချေးပေးလျက်ရှိပါသည်။စီမံကိန်းစတင်အကောင့်ထည့်ဖို့တဲ့2018ခုနှစ်မှာစတင်ပြီးအခုအထိတောင်သူများအတွက်လေယာဉ်အုံဆက်ကရိယာမျိုးမျိုးကိုဝယ်ယူနိုင်ဖို့ငွေကျပ်249တသမ448ဘီလီယံကျော်ထုတ်ချေးပေးထားပြီဖြစ်ကြောင်းသိရပါသည်။အခု2025-2026ဘဏ္ဍာနှစ်မှာလေငွေကျပ်ဘီလီယံ24ဘီလီယံက ကိုရာထားထုတ်ချိန်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။တောင်သူများအနေနဲ့စိုက်ပျိုးရေးနဲ့ကြေလက်ဒေတာဖွံ့ဖြိုးရေးနှက်စင်ချင်းငွေကနေလေယာသုံးစက္ကရိယအမျိုးမျိုးကိုဝယ်ယူလိုပါကမြမလေယာဖွံ့ဖြိုးရေးပန်ပန်ခွေများသို့ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းနဲ့ပတ်သက်ပြီးမြမလေယာဖွံ့ဖြိုးရေးပန်ဖွံ့ဖြိုးရေးဌာနကွယ်ဒုတိယအထွေထွေမန်နေဂျာဦးစောဝင်းထံတရင်တော်မတ်ခင်မုံမုံလင်ကဆက်သွယ်မိမြန်ထားတာဖြစ်ပါလိမ့်ရှင်။နှက်စင်ချင်းငွေကို၂၁ခုနှစ်လ၂၀၁၇ ကနေပြီးတော့ကျွန်တော်30ရက်လေးလ2025ရက်နေ့အထိပေါ့နော်အဲ့ဒီကာလအတွင်းမှာကျွန်တော်တို့ထုတ်ချင်းနိုင်မှုအနေနဲ့ဆိုရင်တနိုင်ငံလုံးတိုင်းတာနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းနယ်ပြည်နယ်14ခုတောင်သူစုစုပေါင်း9816ဦးပေါ်မှာချင်းွေစုစုပေါင်းဆိုလို့ရှိရင်ချက်တန်းပေါင်း2348448တသမ3.2တန်းပေါ့နော်ကျွန်တော်ဘီလီယံနဲ့ဆိုရင်တော့249တသမ448ဘီလီယံကျော် ထုတ်ချေခဲ့ပြီးဖြစ်ကြောင်းတင်ပြလိုပါတယ်။ပြီးခဲ့တဲ့ဒီ2024 2025ဘန်ဒိုင်းနှစ်အတွင်းမှာကျွန်တော်တို့ထုတ်ချေနိုင်မှုအနေနဲ့ကတော့တိုင်း၄တိုင်းပေါ့နော်။ကျွန်တော်တို့နေပြည်တော်ရန်ကုန်အေရဝတီပေါ့နော်။ဒီတိုင်း၄တိုင်းမှာတောင်သူ62ဦးပေါ်မှာကျွန်တော်တို့ကြက်တန်းပေါင်း9480တန်းကျော်ပေါ့နော်။ဘီလီယံအားဖြင့်ဆိုလို့ရှိရင်တော့5.48ဘီလီယံကျော်ထုတ်ချေနိုင်ခဲ့ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့လည်းကျွန်တော်တို့2025 2026ဘန်ဒိုင်းနှစ်မှာ ချက်ဘီလီယံပေါ့နော်24ဘီလီယံလောက်ထိပေါ့နော်ကျွန်တော်တို့ရှားထားပြီးတော့ထုတ်ချေးတော့မှာဖြစ်ပါတယ်တောင်သူတွေအနေနဲ့အတူဦးချင်းပေါ့နော်ထုတ်ချေးနိုင်ပါတယ်အဓိကကတော့လေယာဉ်လုပ်ငန်းကူပေါ့နော်အမှန်တကယ်လောက်ကန်တဲ့လူဖြစ်ရပါမယ်ဒီတောင်သူအနေနဲ့ကကျွန်တော်တို့မိမိအမိပေါက်တယ်ပေါ့နော်ဒီပုံစံခုနှစ်လေယာဉ်မြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပေါ့နော်ပုံစံခုနှစ်အမိပေါက်လို့ရှိရင်ဒီပေါ်မှာကျွန်တော်တို့အမှတ်ကန်ထားရှိကျွန်တော်တို့ဒီမြေမလေယာဉ်ခွင့်ပြုပြန်မှာဒီ20ချင်းတွေကိုချက်ထားရယူနိုင်ပါတယ် ျွန်တော်တို့ဒီချင်းွေပမာဏအနေနဲ့ဆိုလို့ရှိရင်တော့ကျပ်သိန်းပေါင်း1000အထိပေါ့နော်အများဆုံးပေါ့နော်အဲရှောက်ထားရယူနိုင်ပါတယ်ပြီးတော့ဒီတောင်သူတွေအနေနဲ့မိမိရဲ့ဒီလုပ်ငန်းလိုအပ်ချက်အရကိုယ်ဝယ်ယူမဲ့ဆောင်ရွက်မဲ့ပေါ့နော်ဒီလုပ်ငန်းအပေါ်မှာချင်းကျင် ပြီးတော့ပေါ့နော်ချင်းွေကိုရှောက်ထားရယူနိုင်ပါတယ်အများဆုံးကတော့ကျွန်တော်တို့ကျပ်သိန်း1200ဖြစ်ပါတယ်ကျွန်တော်တို့ဒီလက်ရှိမှာဆိုရင်တော့တောင်သူတွေကအများစုချင်းွေကိုရယူနေကြတော့ကျွန်တော်တို့ထွန်ဆက်ကြီးတွေနဲ့ချိန်သိန်းချိန်လေးဆက်အကြီးတွေပေါ့နော်ဒီနှမျိုးကိုတော့အဓိက ရယူနေပါတယ်ဒီလိုမျိုးစက်တွေကိုဝယ်ယူခြင်းနဲ့ကျွန်တော်ချင်းငွေကိုရယူခြင်းနဲ့ဆိုလို့ရှိရင်မြန်မာလေယာဖွံ့ဖြိုးရေးဘဏ်နှိစရာဘဏ်ခွဲတွေမှာလည်းဆက်သွယ်နိုင်ပါတယ်ပြီးလို့ရှိရင်လည်းကျွန်တော်တို့မြန်မာလေယာဖွံ့ဖြိုးရေးဘဏ်နဲ့ကျွန်တော်တို့စာချုပ်ချုပ်ဆိုထားတဲ့စက်ကုမ္ပဏီ24ခုရှိပါတယ်ဒီ24ခုမှာကိုယ်စက်နှိစရာဒီစက်ကုမ္ပဏီမှာမိမိရယူလိုတဲ့စက်တွေကိုတွားပြီးတော့ပေါ့နော်ဒီဆက်သွယ်ပြီးတော့ဒီစက်စည်းနှုန်းတွေစုံစမ်းစုံစမ်းပြီးတော့မှ ွယ်ယူဖို့အတွက်အဆင်ပြေပြီဆိုတော့မှကျွန်တော်တို့ဒီဒီဇာမြန်မာလျောက်ပြည်သိပ္ပံမှာချိတ်ဆက်ပြီးတော့ဗောနော်ကျွန်တော်တင်ပြလျှောက်ထားနိုင်ကြောင်းဒီသေးလို့ပါတယ်ခင်ဗျာတောင်သူကြီးများအနေနဲ့မိမိတို့ရဲ့လေယာဉ်လုပ်ငန်းတွင်အဆင်ပြေကြပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်